ရုတ်တရက်ကြီးအတန်ကြီးကဘလို့အတန်ကြီးများမသိကျမဒူးလူလေးရင်ကဒီလိုထိုးဆင်းလာတာမှတိုက်ပွဲတွေကြာထွက်ပြင်းရင်မခိုင်ဆန္နာဖြိုးတို့မိသားစုလိုက်ဒီနေရာကိုရောက်လာကြတာတစ်နှစ်ကျော်ပါပြီမတရားမျိုးနဲ့တကသူတို့ရွာမှာ တိုက်ပွဲဖြစ်ပွားချိန်မိသားစုတွေတကွဲတပြားစီထွက်ပြေးခဲ့ရပြီးတော့ကိုရင်ကိုရမဟုတ်တဲ့တခြားဒေသမှာမိသားစုတွေအလုံးစုစုစည်းစည်းလေးနေထိုင်ကြဖို့စူးစမ်းနေကြတယ်လို့သူမကပြန်ပြောပြပါဗျာ မခိုင်ဆန္ဒဖြိုးကအသက်30ကျော်အရွယ်ကိုဝင်တဲ့ဖြစ်ပြီးတော့သူမရဲ့အိမ်မက်ကတော့စစ်ကြီးပြီးသွားတဲ့နေ့မိသားစုတွေပျော်ပျော်ရွှင်ရွှင်အင်းပြန်ကြဖို့ပါသူတို့မိသားစုမှာအိမ်အပြန်ကျန်ဆုံးကတော့မိခင်ဒေါ်တင်ရွေးဖြစ်ပြီးတော့အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်တင်ရွေးကအမြဲတမ်းအိမ်ပြန်ရမယ့်ရက်ကို တန်းတားနေတတ်သူပါစစ်ကြည့်ပြီးလို့ရှင်အမေနဲ့တူတူအိမ်ပြန်မယ်အမေကလေပန်းနေစိုက်တာဝါသနာပါတယ်ဟုတ်အိမ်ရှိမှဆိုလဲအမေကပန်းနေစိုက်တာလေအမေအဲအမေဟိုဒီချိန်ဆိုလို့ရှင်ဘယ်ပင်ကပန်းနေပွင့်နေပြီအမေအိမ်ရှိမှတည့်ရသီးတွေတီးနေပြီကျမတို့ပြေလာကြတော့ငါတည့်ရသီးတွေတီးနေလေအတည့်ရသီးလေးရာအမေကအဲ့ဒီတည့်ရသီးတီးချိန်ဆိုလို့ရှင်လေရှင်သူကရောင်းရောင်းပြီးတော့သူ့လိုချင်တဲ့ဟာဝယ်လေးစံဝယ်တယ် ဟိုစံစံဆိုတာကဒီဟိုအမားတွေကလည်းဝယ်ပေးတယ်လေဒါပေမဲ့သူတက်နိုင်တဲ့ဟာဝယ်သူစလို့ချင်တဲ့ဆေးဝါးတွေဝယ်တယ်တရတိကဝါသူသီးဆိုတော့ဝါသူဝါကောင်ဆိုရင်တရတိရှာပါလေအဲ့ဒါတွေချင်းကအမစ်အမစ်တရပင်ကြီးသီးတော့မယ်အမစ်တရပင်ကြီးသီးနေဒီချိန်ကိုဘယ်ပန်းနေပွင့်နေအာဂျာစစ်ကြည့်ပြီးလို့ရှင်ရွာအမေရောပြန်ရမယ်မှတ်ခုကြအင်ဂျင်နေနေတော့မလာတော့ကျမတို့ သူတို့ဇာတိကတော့မတရားမန္တလေးကားလမ်းပေါ်မှာရှိတဲ့ကျောက်တရားကျေးွာကြီးပါဒီွာကြီးမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာတနှစ်ကျော်ပါပြီအဲ့ဒီအတွက်ဘေးလွတ်ရာကိုထွက်ပြေးတင်ရှောင်ရင်ဘုန်းတော်ကြီးကျောင်းတစ်ခုမှာယာယီနေထိုင်ခဲ့ကြတာပါ အခုဆိုလာပေါင်းများစွာ ကြာခဲ့ပါပြီစစ်ဘေးကနေလုံခြုံမယ်လို့မှတ်ယူနေထိုင်စဲမှာပဲမလာ28ရက်မွန်းလွဲတနားရီကျော်မှာကြောင်မဲ့ဖွဲလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးကြီးကိုကြုံတွေ့ခဲ့ရပါတော့တယ် ဒီလေးကလေးကပြီးသွားပါတော့เนาะဒီလေးကဆရာဆရာဆရာဟာလောက်ကလေးပြုတ်လိုက်တော့မှကျတော့လူကြီးဆိုတော့မခနိုင်တော့လေဒီလေးအစင်းလေးပေါ့ပြုတ်အဲဒီလေးလူတုံးရလူတုံးရကလေးအဲ့ဒီနေ့ကမခိုင်ဆန္ဒဖြိုးတယောက်စပေးရှောင်းနေစဲကာလာမှာစာဝဲနေရေးဖြည့်ရှင်းဖို့နေစာချက်တော်တူတဲ့နေရာကနေခမင်းစားပြန်လာခြင်းဖြစ်ပါတယ် ။မင်းစားပြီးရဲ့နောက်ခဏနှစ်အရွယ်သားလေးကိုတနခိုင်းလိမ့်ပေးနေစမှာပဲ။အတန်အကျဲကြီးအော်မီကငလင်ကြီးစတဲ့လှုပ်ခတ်ခဲ့ပါတော့တယ်။ရုတ်တရက်ကြီးအတန်ကြီးကဘလို့အတန်ကြီးများမသိကျမဒူးလူလင်းရဒီလိုထိုးစင်လာတာခဏ။အာလင်းစင်းလာတာပဲဆိုပြီးတော့ဘာသာလည်းမသိဘူးဘာသာလည်းမသိဘူး။ဟိုတချို့ကလည်းငရင်လောက်တာလေရင်ဆင်းလာတာလားမသိဘူးအဲ့လိုပြောလိုက်တော့ကျမလန့်သွားတာပေါ့လန့်ပြီးတော့ ကိုကအပေါက်စားဆိုတော့အမေကအဲ့နဲ့နေပြီးတော့ကျမကိုအဲ့လိုပြောပြီးတော့သူကအိတ်နေတာဟွာတဲ့ခေါင်းနဲ့နဲ့နောက်တယ်တဲ့ဟွာဆိုပြီးတော့ပလက်ကလေးလမ်းသူကဒီလိုလေးနှစ်ဖူးပေါ်လက်တင်ပြီးအိတ်နေရှာအိတ်နေခဲတာအဲ့နဲ့ကျမထမင်းစားပြီးတော့ဒီကလေးကိုဆွဲပြီးရေချိုးဝပေးတာရေချိုးရေသွားချိုးပေးပြီးတော့အဲ့လိုလုံတာပေါ့ အနဲ့နေပြီးတော့ရုတ်တရက်ဆိုတော့ကိုလည်းသတိလက်လို့ဖြစ်သွားပါတော့အမေကိုလည်းဟိုအရှိပြားနဲ့အနောက်ပြားဆိုတော့ခါကြတော့ဥမခွန်မိလိုက်ပါအောင်ကျမလည်းအနဲ့နေပြီးတော့ကလေးကိုသာဆွဲပြီးတော့အပြင်းမကုတ်ထွက်ပြီးအဲ့မှာအမအော်ရှိနေတယ်အမေကိုအထဲထဲနေခဲ့မှာမှအမေအထက်ထဲနေခဲ့မှာမှတအားကြောက်ရှာတော့ခါကျတော့ဟိုသူတအားကိုအမေကတကယ်ကိုကြောက်ရှာတာဘာလဲလို့မို့တနတ်တန်ကြားလေလေတအားကြောက်တာဒီလိုအုံတိုင်းကွမ်းဆိုလဲတအားကြောက်ရှာတာ မကလေးလေးနဲ့ဆွဲပြီးတော့ကလေးကိုဆွဲဆွဲပြီးတော့ထွက်လာတော့ဒီဘက်ကျတော့ဖလှုပ်နေပြီလှုပ်နေတော့အခွန်းတော့နှင်းနေအောင်မှကျမကလေးကိုအောက်ကနားမဲ့လေတော့ပေါ့နော်ကလေးကိုအောက်ကထားပြီးကျမအပေါ်ကနေအပေါ်မောကြည့်လိုက်တော့လဲအပင်ကရိမ့်ရိုင်းနေပြီတအားကိုရိမ့်ရိုင်းနေပြီအမစားပြီးလှုပ်နေပြီတအားကိုလှုပ်နေပြီဘလို့မှရက်တရာမရတော့ငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မိခင်ဖြစ်သူပျောက်ဆုံးနေလို့လိုက်လံရှာဖွေနေခဲ့ကြပြီးအချိန်တော်တော်ကြာမှပြိုကျနေတဲ့ဘုံကြီးเจ้าနေရန်ဒူကြီးရဲ့အောက်မှာ ဒူးတုပ်လျက်ကလေးတေဆုံးနေတဲ့မိခင်ရဲ့ရုပ်အလောင်းကိုရင်းနှီးပွေပြန်ရှာတွေ့ခဲ့ကြရပါတယ်။အင်မတန်ကြမ်းတမ်းတဲ့စပေးကာလမှာတော့မတည်မပြောင်းနေနိုင်ဖို့တွေးခဲ့ကြပေမဲ့ဒီလိုငလင်ကြောင့်အဖြစ်ဆိုးကြီးဖြစ်လာလိမ့်မယ်လို့သူတို့မတွေးမိခဲ့ကြပါဘူး။ပြက်ခတ်တန်နေကြရင်ဇိုးဇိုးဆက်ဆက်တုံအောင်ကြောက်တတ်တဲ့မိခင်တို့သားသမီးအလုံးစိတ်ပူပင်ခဲ့ကြသလိုတနိုင်သမျှလည်းပြုစုဆောင်ရှောက်ပေးကြပါရဲ့ အဲ့ဒီကြားကအမေဖြစ်သူရဲ့အသက်ကိုမလင်ကြီးကနှုတ်ယူသွားခဲ့တာပါစစ်အတွင်းမှာတောင်မှမတိမပြအောင်နေနိုင်မယ်လို့ကိုတွေးခဲ့တာတခုပြောတယ်အမေကိုအချိန်ချင်းပြောတယ်မေကျမကြီးကောက်အောင်နေတော့ရွာတို့ပြီးလို့ရှင်ရွာပြန်ရမှာအလိုပြောတယ်အလိုအမေလည်းစစ်အတွင်းမှာလေဘာမှမဖြစ်အောင်အလိုနေလို့ပြောတယ်တို့မိဘကနည်းနည်းလေးမှမင်းနေမကောင်းဘူးလားဆီထုံးမှာလားအလိုဟိုကဖြစ်နေပေါ့အမေကိုတက်မှန်တယ်လားအလို ပြုတ်ပြုတ်ဟိုပြုတ်ပြုတ်ကိုလုံငန်းသွားတဲ့ချိန်တော့ဟိုမဖြစ်ဘူးပဲကိုဒီမှာလုံငန်းမသွားတဲ့ချိန်တော့အမေမှိုင်းနေမေးပြစ်တယ်အမေကအဲ့လိုလေးထိုင်းထိုင်းမှိုင်းရှာတယ်ခုနထမင်းချက်နေတဲ့နားလေးမှာငုတ်တုတ်လေးနေတဲ့ထိုင်းရှာအကြောင်းတချို့ຢာရီရလူတွေတည်တယ်ဟိုငုတ်တုတ်လေးထိုင်းထိုင်းနေတဲ့အဖွာလာလေးနေရှာအငယ်ဆုံးသမီးလေးဖြစ်အမေရဲ့အချက်ဆုံးသမီးလေးဖြစ်တဲ့ကိုဝင်းတဲ့မကန်ဆန္နာပြုတ်ဖို့ချက်ကင်အားကိုရတဲ့အမိခင်ကို အဖြစ်ဆိုးကြီးနဲ့အတူဆုံးရှုံးသွားရတဲ့အပေါ်ယူမတက်ခံစားခဲ့ရပါတယ်။စပေးနဲ့ငလင်ပေးကြားမှာကြံခဲ့တဲ့မိသားစုတွေဟာအခက်အခဲဒုက္ခအမျိုးမျိုးနဲ့အတူလူလိမ့်နေအောင်ခံစားခဲ့ရပါတယ်။စပေးဒုက္ခပါခံနေသူငရင်ပေးပါခံနေသူကိုကိုကိုတောင်မှဒီလိုအမေးမရှိရတော့ကိုကိုကိုတောင်မှဆက်လက်မရှင်ကျင်တော့အမေးဆုံးလာလို့ဆိုတာဆိုပူဆိုးတယ် အသက်မရှင်ခြင်းတော့အမစိတ်ကြီးခွာဖြစ်တယ်စိတ်တွေညစ်တယ်ဘာလို့လဲဆိုတော့ဒီမှာစိတ်ဘေးဖြစ်နေပါလို့ဆိုဒီစဘာဝဒီဘေးကြီးကတ်ဆိုင်ပြန်တော့ကိုယ်တွေဘဝဘလို့အဖြစ်ဆိုးတွေနဲ့ကျုံနေရတာတော့ကိုယ်တွေပဲဟိုဘဝဘဝကလေးမကောင်းခဲ့လို့လားပုံတော့အဲ့လိုဖြစ်တယ်အမေဆုံးတဲ့နေရာဆိုရင်ကျမအဲ့အဲ့ကျမတို့ကလည်းအဲ့တားအမလေး ခဏကိုမျက်လုံးနှလုံးသာအိတ်ဒါပေမဲ့အိတ်နေတယ်ဒီခဏကိုပြဆက်ဆက်ဘာလို့လဲအမေရဲ့အမေဖြစ်သွားတဲ့ပုံရိပ်အပုံရိပ်အမေကိုတွေးတော့တင်လာတဲ့ပုံရိပ်ဒီအဲ့ဒီဟာတွေကမျက်လုံးလေးကမထွက်ပြီးတော့ဒီလိုမဖြစ်ဘူးမျှော်လင့်နေနောက်ပြီးကျဒီလိုဒုက္ခတွေခံစားရတယ်အော်အမေဒုက္ခတွေခံစားရတယ်ဆိုတော့ဟောလေး ဟုတ်ကဲ့တုံးကြရတော့အမေကောင်လေးစကြောက်ကြောက်ထုတ်ကုန်မှာပေါ့အဲကြောက်ထုတ်ကြောက်ထုတ်ကြောက်ထုတ်ကပေါ့အဲ့ဒါအဲ့ဒါနောက်ကကြာသူကလှုပ်တအားလှုပ်တော့ကိုရီတောင်မှလူငယ်တောင်ဟာမပြတ်တာသူဆိုလို့ရှင်ဟိုဟာမပြတ်တာသိနိုင်တာပေါ့နော်ဒီချင်းနေကြမှာမလံမကန်းစီကကြာရတဲ့ပြစ်တန်ခက်တန်လင်းရင်နဲ့ဘုံကျဲတဲ့အတန်တွေဟာလေကိုဝင်လရင်းရံလာတဲ့ဒီအမျိုးအသမီးတို့အဆက်မပြတ်စိန်ခေါ်မှုတွေပါသူမရဲ့အမျိုးသားကတော့ မိဘအစိမ့်နဲ့စစ်ဘေးရှောင်ရင်နေတိုင်းစားတော့ဖို့ရွှေတော်နယ်မြေမှာအလုတ်လုတ်ကင်ဖို့တွားရောက်နေပါတယ်။စကားမပြောတတ်သေးတဲ့ခုနှစ်အရွယ်လူမမဲသားကြီးကိုလည်းပြုစုစောက်ရှောင်ရင်ဒီလိုအခြေအနေတွေကြားမှာသူမရဲ့ကြောက်စိတ်တွေပိုပိုလာပါတော့တယ်။ဒီခုကြတော့တိုက်ပွဲကလာအချိန်နဲ့ကတော့ကျမတို့ကြောက်တရားမာလေးလက်နက်ကြီးတန်းတိတ်မကြဘူးဒီဘက်ကြီးရောက်တော့လက်နက်ကြီးတန်းကြီးကြားရတယ်ကြားရတော့ခါကျတော့ဒီလက်နက်ကြီးရဲ့ တန်ကလည်းဒီငရင်လှုပ်တာနဲ့မထူးခြားနာပဲတခါတလေမြေတွေဆိုလို့ရှိရင်ဟွန်းဟွန်းအလိုတွေတုံလှုပ်သွားတယ်ကြောက်တယ်ခုကြတော့ကျွန်တော်ကိုလေးလက်ဝင်နေဆိုပို့ကြောက်တယ်သွေးလည်းနုနုလာတော့လက်တယ်အကြောင်မလို့ခုထိုင်းဆိုလို့ရှိရင်အမေအမေအလိုတွေလမ်းတက်တယ်အဟွာဖြစ်တာတော့ပို့ပြီးတော့ကြောက်စိတ်တွေညားလာတယ်အလိုလိုဆိုတော့မင်းမရှိတော့ပုံပြီးတော့ကြောက်စိတ်ငြားလာတယ်။အားငယ်စိတ်တွေဝင်လာတယ်။ ဆက်ကိုဝင်စားအမျိုးသမီးတယောက်လည်းဖြစ်သွားတော့အားငယ်စိတ်ကြီးများများလာတော့ကြောက်တယ်သူအုံအတိုင်းခုကြတော့လက်နက်ကြီးစမ်းနေရဒီကမှပို့ပို့ကြရတယ်တိုက်ပွဲကအချိန်ရင်းတော့လေကျမကတော့မိမခွားခင်ဒီအတန်းလေးမကြားပါလိမ့်မယ်လို့လဲဆူတောင်းနေတယ်ဒီလိုကြီးဆိုရင်လည်းမဖြစ်ဘူးပေါ့နော်သူကိုယ်ကြီးသွေးလန့်တော့မှဆိုးတယ်နောက်ပြီးကျတော့ကိုနားမှာကိုလုံးကအကြီးကောင်လေးမွေးတော့ကအမေရှိတယ်လေအမေကငုတ်တုတ်လေးထိုင်းတာအမေရှိတော့အားရှိတယ်ခုဒီလို ကြားထဲမှာမွေးရမယ်ဆိုတော့ခါကျတော့တိတ်ပြီးတော့အားမဲ့အားလည်းမရှိချင်းဘူးပေါ့နော်ဒါပေမဲ့ကို့အမားတွေကလည်းအမေတို့လိုပါပဲကောင်းရှာကောင်းနေကို့အမားတွေကလည်းအဆအဆရရဘာမှမလို့အောင်အကြီးကနေပြီးတော့အမေအမအုံးယောက်ရှိတော့အကြီးကနေပြီးတော့အငယ်ထိကို့ဘောကောင်းကြတဲ့အမေမရှိတော့ခါကျတော့ကို့သွေးနှုတ်သားနဲ့မျိုးမျိုးသူတို့တိတယ်ပေါ့နော်ပြီးတော့ခါကျတော့ကျမကဟိုခုလဲဆေးရုံကြီးဟိုဟာပေါ့နော် ီလူသားဟောကဖြစ်တဲ့ဟာဒီတိုင်းပြီးတော့ဖေးုံလေးလေးဒီရက်ဒီဘနာနီးဟာလေးတွေတော့အတော့အပ်ထားပါလေအဲ့လိုအပ်ပြီးတော့ဟိုဒီလိုနေရမလားနေရမလားသူတို့အမားတွေရဲ့ညွန်ကြားချက်အောင်ပါပဲဟွာဖြစ်ရမှာပေါ့နော်ကိုတွေသွေးနီးတော့လေဒီလိုနေရနေလို့ရှင်ဒီလိုအုံတိုင်းစမ်းနေကြရင်ကိုများလန့်လန့်လာတော့လန့်မှာပါပဲဘာလို့တော့ခုတောင်းမှကျွန်မကအဲ့လိုလိုတောင်းနေကြရင်လန့်အားငယ်လာတယ်အားငယ်စိတ်တွေဝင်နေပေါ့နော် ေးလို့တဲ့နေရာလေးမှာဒီကောင်တော့အလိုလိုနေရာလေးမှာမိုးချင်းနေဘယ်နေရာမှာတော့အတန်မကြားတဲ့နေရာဆိုတာတော့မရှိပါတော့မှန်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကအဲ့လိုဒီတောင်းတတောင်းဆိုနေတာပေါ့နော်အဲ့လိုဆိုတော့ခါကျတော့ကိုခုဆိုလဲဗရယ်ကိုအမေတို့မရှိတော့ကိုအော်အမေလေးရှိတော့ငုတ်တုတ်လေးဆိုတော့အားလေးနည်းနည်းရှိသေးရပေါ့အဲ့ဆိုခုတော့အော်အမကြီးကတော့ဘာမဖြစ်နဲ့ဘာမှပုံမနေနဲ့အဲ့လို ပူပါနဲ့ငါတို့ရှိပါတယ်လူတွေပြောချင်ပါဘူးဟုတ်တယ်ဟုတ်တယ်မရီယာနယ်ကျေးရွာအတော်များများမှာတော့စိုးစုရဲ့လေချောင်းကနေဘုံကျဲတန်းဒရုန်းနဲ့ဘုံသေးချတိုက်ခိုက်တဲ့အတန်းလက်နက်ကြီးငယ်နဲ့ပြစ်ခတ်တန်းတွေဟာနေစဉ်ရက်ဆက်ဖုံးလွှမ်းစုညံနေတာလည်းဖြစ်ပါတယ် ကျောစုဟာစပေးရှောင်စကန်စာတင်ကြောင်းဘုံရင်ကြောင်းမှာမရှောင်စည်ရေးပြမှတ်အဖြစ် လေကြောင်းတိုက်ခိုက်တတ်တာကြောင့်အခုလို စပေးရှောင်နေရတဲ့တက်ကြီးရွယ်အိုတွေနာမကျန်းသူတွေကလေးတငယ်တွေနဲ့ကိုဝင်ဆောင်နေပါမကျန်းအားလုံးကြီးလန့်စားစားနေထိုင်နေကြပါဗျ။အိမ်ပြန်ဖို့ခက်ခဲနေစေဖြစ်တဲ့ဒီအမျိုးသမီးအတွက်တော့အကြီးမားဆုံးဆန္ဒဟာသူမရဲ့ရင်သွေးကိုကြည်တန်ဘုံတန်ကင်းလွတ်တဲ့နေရာမှာဖွားမြင်လို့တဲ့ ဆန္ဒတစ်ခုပါပဲ။ဒီမှာလည်းပေါ်ယူအောင်